ငလျင်ကြောက်ပြိုကျခဲ့တဲ့အဆောက်အဦတွေအောက်မှာတည်ဆုံးသူတွေရဲ့ရုပ်အလောင်းတွေကျန်ရှိနေပြီးပရိုက်တာအဖွဲ့တွေအနေနဲ့ရှာဖွေရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေကြရတယ်လို့သိရပါဗျ။မေလ19ရက်နေ့မနက်ပိုင်းမှာပြိုကျစကိုင်းပလာအဆောက်အဦအောက်ကအမျိုးသမီးတယောက်ရဲ့ရုပ်အလောင်းကိုထပ်မံရရှိခဲ့ပြီးခလေးပါဝင်အလောင်း120ကျော်ရှာဖွေတွေ့ရှိထားတယ်လို့သိရပါဗျ။နောက်ဆက်တွဲငလျင်ငယ်တွေဆက်လက်လှုပ်ခတ်နေတဲ့အတွက်ရှာဖွေရေးလုပ်ငန်းတွေကိုတတိထားလုပ်ဆောင်နေကြရတယ်လို့ပရိုက်တာအဖွဲ့ဝင်တယောက်ကပြောပါဗျ။ ငလေးငယ်တွေလှုပ်ခဲလာတဲ့အချိန်မှာလည်းကျွန်တော်အနေနဲ့ထိခိုက်မဲ့လူတွေအတွက်ပေါ့နော်တက်လိုက်တော့နည်းသမျှနည်းအောင်ကြိုးစားပြီးတော့ရှိတဲ့ပစ္စည်းတွေနဲ့ရှာဖွေပြေစေဖို့အတွက်လည်းအစင်းနဲ့လှုပ်တာပေါ့လှုပ်တော့အနေရရဆိုရင်မရက်စင်နိုင်ကျော်လောက်ကတော့အနှန်းငယ်လောက်အစင်းငယ်ပဲလှုပ်တော့တော့ပုံမှန်ကျွန်တော်အနေနဲ့နားထားရပေါ့နော်ဆရာပြီလာရှိမှဝင်ရှာဖွေနေတဲ့ဖွဲ့ဝင်ညီနောင်တွေကတော့အစားအဝတ်တွေမှာဆက်လက်ရှာဖွေမှုမလုပ်ဘဲနဲ့အပြင်မှာစောင့်နေရပါတယ်။အဲဒီကိန်းလိုက်ပြီဆိုမှကျွန်တော်တို့ကပြန်ဝင်တယ်ဗျ။